ရှေးပြူးမျိုးနဲ့အော်မင်ကွင်းရွာမှာဦးရင်ချန်တဲမီလောင်ပြီးအသက်30ကျော်မော်နမနှစ်ဦးမိလောင်တန်းရရွာသွားတဲ့အတွေ့တံပေါက်စီအိုမှာကုသမှုခံယူနေရတယ်လို့ဒေသခံတွေစီကသိရပါတယ်။မေလ16ရက်မနေ့ပိုင်းမှာဦးရင်ချန်တဲမီလောင်ခဲ့ပြီးအော်ဘင်ဝင်းရွာအမှတ်၄ရပ်ကွက်မှာနေတဲ့အသက်30နဲ့40ဟောချင်းအရွယ်မော်နမနှစ်ဦးမိလောင်တန်းရတို့ရှာခဲ့ကြတာပါ။ဒေဝဝတ်ကတို့ရတဲ့မိလောင်တန်းရရထားသူနှစ်ဦးရဲ့ မှတ်တမ်းတပ်ပေါ်မှာ အမျိုးသားကတကောလုံးနီးပါးမိသောတန်ရရထားပြီးအမျိုးသမီးကတော့ပယ်ဖက်တဲ့နဲ့မျက်နှာတွေမှာမိသောတန်ရတွေရထားတာကိုတွေ့ရပါတယ်အဲ့ဒီမိသောတန်ရရထားသူနှစ်ဦးစလုံးကံပေါက်တိုင်နေစီအိုမှာစေကုသမှုခံယူနေစေဖြစ်တယ်လို့ကိုကြီးဆောင်ရွက်ပေးနေသူတွေစီကသိရပါတယ်